မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ14ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းတဲကုန်းမြို့နယ်မှာကင်းဆောင်ရန်တာဝန်ယူထားတဲ့ပြူစောတိမျိုးအောင်ကိုတာဝန်ချိန်နောက်ကျတဲ့အတွက်စစ်သားများကအချင်းချင်းအပြစ်ပေးရိုက်နှက်ရာကနေလက်လွန်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကဇွန်လ13ရက်နေ့မနက်9:00နာရီအချိန်မှာတဲကုန်းမြို့နယ်အမှတ်1ရပ်ကွက်ရဲ့ ်ပြည်သူ့ဆက်လုံခြုံရေးအဖွဲ့ဝင်ဖြစ်တဲ့ပြူစောတိမျိုးအောင်ကိုတာဝန်ချိန်နောက်ကျတဲ့အမှုနဲ့စစ်သားများကအချင်းချင်းရိုက်နှက်အပြစ်ပေးတဲ့အချိန်မှာလွတ်လွန်တိတ်ဆုံးသွားတယ်လို့သိရပါတယ်။တိတ်ဆုံးသွားပြီးတဲ့နောက်စစ်တပ်ကတပ်ဆိုင်ရာမိသားစုထမ်းကိုအကြောင်းကြားလာတယ်လို့သိရပါတယ်။တဲကုံမျိုးအမတ်တရက်ကွာမှာနေတဲ့ မျိုးအောင်ရောသူ့ညီနဲ့သူ့အဖေအပါအဝင်၃ယောက်စလုံးကပြူစောတီပြည်သူစစ်တွေပါမျိုးအောင်ကတာအကြီးအဲ့ဒါလုံခြုံရေးကင်းယူဖို့တာဝန်နောက်ကျတယ်ဆိုပြီးတော့စစ်တပ်ကအပြစ်ပေးရကနေလက်လွန်ပြီးတိတ်ဆုံးသွားပါတယ်မနေ့ကမနေ့9နာရီမှာဆုံးတာပါအချင်းချင်းရိုက်နှက်အပြစ်ပေးရကနေလက်လွန်ပြီးတော့တိတ်ဆုံးသွားတာပါလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်တဲကုန်းမြို့နယ်မှာစစ်တပ်ကလုံခြုံရေးတိုးမြင့်နေပြီးတော့အဓိကအဖြစ်ပြည်သူ့ကာကွယ်တပ်များရဲ့နေမြေဆုံးမမှုတွေကျယ်ပြန့်လာခြင်းနဲ့မြို့ပေါ်အထိစစ်တပ်ထောက်တိုင်များကိုခြေမုံနှိမ်နှင်းနေခြင်းတို့ကြောင့်စ စ်တပ်နဲ့ပြူစောထင်းများဟာအချိန်ပြည့်ကိုကြောက်လန့်နေရတယ်လို့သိရပါဗါဒါကြောင့်လုံခြုံရေးနဲ့ပတ်သက်ပြီးတော့စစ်တပ်နဲ့ပြူစောထင်းများကြားမှာမကြာခဏဆိုသလိုအငင်းပွားခိုက်ရန်ဖြစ်ပွားမှုများနဲ့တူတာဝင် ကိုတာဝင်လွှဲချအပြစ်တင်မှုများပေါ်ပေါက်နေတယ်လို့ဒေသခံပြည်သူများကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့မှာလူငယ်တစုကိုရိုက်နှက်နှိပ်စက်နေတဲ့ဗီဒီယိုဖိုင်ထဲမှာဥဆောင်သူလို့ယူဆရတဲ့ပြည်သူ့စစ်လူငယ်တအုပ်ကိုဖမ်းဆီးအရေးယူပေးရန်စစ်ကောင်စီထောက်ခံတဲ့ဗောမာများကိုတိုင်ကလှုံ့ဆော်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ17ရက်နေ့ကလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့ခဲ့တဲ့ဗီဒီယိုဖိုင်မှာပြည်သူ့စစ်အဖွဲ့ဝင်လို့ယူဆရတဲ့ပျောက်ကြားအုပ်ထုပ်စောင်းထားတဲ့လူငယ်နှစ်ဦးပါဝင်တဲ့အဖွဲ့ကမန္တလေးမြို့လမ်း80 32လမ်း33လမ်းကြား တရုတ်ဘုံကျောင်းအရှိအပါဝင်နေရာ၃နေရာမှာလူငယ်တစုကိုကန်ကြောက်ရိုက်နှက်နေတာကိုတွေ့ရပါတယ်လက်ရှိပြည်မှတ်ကစစ်အုပ်ထုတ်ဆောင်းတဲ့ကလေးပါသူတို့ရဲတွေထဲမှာကိုကအဲ့ဒီကလေးကိုလိုက်မင်းနေတဲ့သူတွေများနေတယ်လို့ဒေတာရင်းသတင်းရင်းမြစ်ကပြောပြထားပါတယ်အသက်၂၀ဝန်းကျင်ရှိတဲ့ အဲ့ဒီပြည်သူစစ်လူငယ်ဟာချမ်းမြတာစီမြို့နယ်ဖျားကြီးအနောက်မုံမှာရှိတဲ့အမှတ်30ရဲစခန်းမှာနေထိုင်သူဖြစ်ကြောင်းမန္တလေးခိုးဆိုလူနိုင်နေနေရေးအဖွဲ့ကဖော်ပြထားပါတယ်။၎င်းရဲ့လောက်ရဟာပြည်သူစစ်အဖွဲ့ရဲ့ဂုံတိတ်ခါကိုထိခိုက်စေတယ်ဆိုပြီးတော့စစ်ကောင်စီကိုထောက်ခံတဲ့ဘောမာတွေကိုတိုင်ကဝေဖန်ပြီးစစ်စဲအေးအေးယူပေးရန်တောင်းဆိုနေကြပါတယ်။ အခုလက်ရှိသိရတာကသူကရဲစခန်းထဲမှာပုန်းနေပြီးတော့အပြင်ကိုထွက်မလာရဲဘူးတဲ့စေကောင်းစီထောက်ခံတဲ့သူတချို့ကအဲ့ဒီကလေးကိုစိန်ခေါ်ပြီးတော့တယောက်ချင်းဝမ်းဝမ်းထိုးမယ်တချို့ကလည်းလမ်းမှာမတွေ့မိစေနဲ့ဆိုပြီးတော့ချင်းချောက်မှုတွေရှိနေတယ်လို့ကြားပါတယ်အခုအဲ့ဒီကလေးကပုံမှန်သုံးနေကြဖုန်းတော်ဆက်ပိတ်သွားပြီလို့သတင်းရင်းမြစ်ကပြောပြထားပါတယ်မန္တလေးမြို့ပေါ်မှာပြူစောထိပ်များပြည်သူဆက်များဟာ ပုံစံမျိုးစုံနဲ့လှောက်ရှားနေပြီးတော့၎င်းတို့ကိုစစ်ကောင်စီကလက်နက်နဲ့ငွေကြေးတွေပေးပြီးဆွဲဆောင်ကအသုံးချနေတယ်လို့မန္တလေးတပိတ်အင်အားစုကတာဝန်ရှိသူတို့ကမှတ်ချက်ပြုပြောပြထားပါတယ်စစ်အာဏာရှင်ဆိုတာသူတို့ကိုထောက်ခံတဲ့ပြည်သူတွေကိုလမ်းကြောင်းမှန်ဘယ်တော့မှမပြပေးဘူးအုံနောက်မတုံးခိုင်းဘူးရန်ကားခိုင်းတယ်မထောက်ခံတဲ့သူတွေကိုငွေညစ်တယ်ဒုက္ခပေးတယ် လူအသက်တွေကိုတတ်တယ်လို့၎င်းကရှင်းပြထားပါတယ်စစ်အာဏာသိမ်းပြီး၄နှစ်ကျော်အတွင်းမှာတိုင်းပြည်ရဲ့အခြေအနေရိုးရွင်းလာတဲ့အတွက်ပြည်သူများအနေနဲ့စစ်အာဏာရှင်ပြုတ်ကျရေးပုံမှုအားထုတ်ရန်မန္တလေးတပိတ်အင်အားစုကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းထန်းတပင်မြို့နယ်မြို့စိုးကြီးွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်းတွေတိုက်ခိုက်ခံရပြီးတော့ ခနာဦးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ12ရက်နေ့မနက်9နာရီခန့်မှာဇေယျကြီးခလိုက်ရ83တန်ကျွဲပွဲအုတ်တွင်းအခြေဆိုင်စစ်ကောင်စီပူးပေါင်းအင်အား120လောက်ပါတဲ့စစ်ကြောင်းနဲ့ထိုင်းနိုင်ငံမြို့ဘက်ကနေလာတဲ့စစ်ကြောင်းတို့ကိုမျိုးစိုးကြီးပါကိုဝင်ရောက်တဲ့အချိန်မှာတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။သူတို့စစ်ကောင်စီတွေကမျိုးစိုးတရားကနေပြီးတော့မျိုးစိုးရွာတွေကိုဝင်လာလို့ထိတွေ့မှုဖြစ်တာပါ။တိုက်ပွဲကတနအီကျော်လောက်ဖြစ်သွားပါတယ်။ဒီနေ့အထိရွာထဲမှာရှိနေတော့မယ်။ စစ်ခွေးထိကైတေဆုံးတာကတော့မျက်မြင်တွေ့လိုက်တဲ့သူတွေကပြန်ပြောလို့သိရတာလို့တောင်ကိုခရိုင်အမှတ်နဲ့တိုက်ရင်ကပြန်ကြားရေးတာဝန်ရှိသူကပြောပြထားပါတယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးတေဆုံးပြီးတော့လက်ရှိအချိန်ထိစစ်ကောင်စီစစ်ကြောင်းကမျိုးစိုးကြီးရွာထဲမှာရှိနေသေးတာကြောင့်စစ်ဆိုင်နေရတဲ့အခြေအနေဖြစ်နေတယ်လို့သိရပါတယ်စစ်ကြောင်းထုံးမှုနဲ့တိုက်ပွဲကြောင့်ကိုတိုင်ပွဲတာဂွေးမြေရိုးအရှိကုံဈေးပြူတောင်ဖျားကုံ အောက်တင်းကုတ်ခုံစုမျိုးစိုးကြီးရွာတွေကဒေသခံပြည်သူအယောက်၄00ကျော်ဟာထွက်ပြေးနေရတယ်လို့ပြန်ကြားရေးတာဝန်ရှိသူကပြောပြထားပါဗျ။မျိုးစိုးကြီးရွာနဲ့အနီးပတ်ဝန်းကျင်ကရွာတွေဟာ KNL ပူးပေါင်းတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ဒေသဖြစ်ပြီးတော့မျိုးစိုးတရာခန်းတပင်ဘတ်ချမ်းမှာတော့စစ်ကောင်စီဘက်ကအင်အား40ကျော်နဲ့တပ်ဆွဲထားတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ match လ28ရက်နေ့ကလည်းအုတ်တွဲမြို့နယ်ညောင်ချေတောက်အပိုင်း ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးလိုက်ပါလာတဲ့ကားကိုတောင်ကိုခရိုင်အမှတ်နယ်တရင်နယ်ပူပေါင်းအဖွဲ့တွေကတိုက်ခိုက်ခဲ့ရာ9ဦးသေဆုံးသွားခဲ့သေးကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်တိုင်းအလုံမြို့နယ်မှာစစ်ကောင်စီကအလုံအပြည့်ပြည့်ဆိုင်ရာစိတ်ခံတရာတိဆောက်ရေးတိုးချဲ့ရန်ဆိုတာ စောရံပိုင်အနောက်ရက်ကအင်ဂျင်900ကျော်ကိုအတိအကျပြောင်းရွှေ့ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းအလုံမြို့နယ်ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေ156ဒသမ63အေကပေါ်မှာအလုံအပြည့်ပြည့်ဆိုင်ရာစိတ်ခံတရာတိဆောက်ရေးစီမံကိန်းအပိုင်း3ကိုဆောင်ရွက်မှာဖြစ်တယ်လို့သိရပါဗျ။ ဲ့ဒီစီမံကိန်းမှာမြေအေက32တန်းသမား184အေကပါဝင်ပြီးတော့အလုံးမျိုးနဲ့စောရံပိုင်အနောက်ရက်ကွက်ဟာအဲ့ဒီစီမံကိန်းရဲ့ area မြေထဲမှာရောက်ရှိနေတယ်လို့သိရပါတယ်။ဒါကြောင့်စောရံပိုင်အနောက်ရက်ကွက်မိုးကောင်းတက်စိတ်ဝင်းထဲကအင်ဂျင်900ကျော်ကိုချက်ချင်းရွှေ့ပြောင်းပေးရမယ်ဆိုပြီးတော့စစ်ကောင်စီကအမိန့်ပေးလာတယ်လို့သိရပါတယ်။နေလာတာကလည်းနှစ်ပေါင်း30လောက်ရှိနေပြီ။အခုမှထပြီးတော့ဖယ်ခိုင်းတာ။ အင်ဂျင်900ကျော်နဲ့အိမ်အောင်စုလူရိပ်ထောင်ချီပြီးတော့ဒုက္ခရောက်နေကြရပါတယ်လို့ဒေသခံပြည်သူတို့ကသတင်းပေးဖို့တိုင်ကြားထားပါတယ်စစ်ကောင်စီကအလုံးမြုံနဲ့စောရံပိုင်အနောက်ရက်ကအလုံးအပြည့်ပြည့်ဆိုင်ရာစိတ်ခံတရာစီမံကိန်းအတွင် ရောက်ရှိနေတဲ့နေထိုင်သူများအလုံးအနေနဲ့မဖြစ်မနေဖယ်ရှားပေးရမှာဖြစ်ပြီးတော့1955ခုနဲ့ အစိုးရအိမ်ဥပဇာနှင်းထုတ်ခြင်းအဥပဒေနဲ့နှင်းထုတ်ခြင်းဖြစ်တယ်လို့ပြောဆိုထားပါတယ်။တတ်မှတ်ထားတဲ့ရက်အတွင်းမှာထွက်ခွာခြင်းမပြုပါကအင်အားသုံးပြီးတော့ဖယ်ရှားမှာဖြစ်တယ်လို့ချိန်ချောက်ထားပါတယ်။နေထိုင်သူတွေကတော့ grand တော့မရှိကြဘူး။နေကြရင်းနဲ့ရက်ွက်ကြီးလို့ဖြစ်လာတာပါ။နှစ်ပေါင်း20ကျော်30လောက်ကြာမှစစ်တပ်ကသူတို့ပိုင်နယ်ထားလို့တာ မိုးရင်းကာလာကြီးချက်ချင်းပြောင်းရွှေ့ရမယ်ဆိုတော့ဘာလို့လို့ဘာကံရမန်းတော်မသိဘူးလို့စောရံပိုင်အနောက်ရက်ကွက်မှာနေထိုင်တဲ့တက္ကစီရေမောင်းတို့ကပြောပြထားပါဗျ။ဒါအပြင်စောရံပိုင်အနောက်ရက်ကွက်အုပ်ချုပ်ရေးမှုကလည်းအခုလိုနှင်ထုတ်ခံရမှုကိုအကြောင်းပြပြီးတော့ပြည်သူတွေစီကနေပြီးတော့ငွေညစ်တောင်းခံမှုများကိုလှုပ်ဆောင်လျက်ရှိတယ်လို့ဒေသခံပြည်သူများကတိုင်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးတော့အကူအညီတောင်းကြံတာလေးကတော့ ၄င်းစင်တဲ့အမြောက် update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာနေစဉ်မပြတ်အစဉ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့နယ်တောင်ရခုံကြီးွာကပြည်သူ၃ဦးကိုစစ်တပ်ကရရဆက်ဆက်ပြစ်တက်ခဲ့ပြီးတော့စစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်တေဆုံးသူပြည်သူ26ဦးထိရှိလာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ23ရက်နေ့မှာမော်စီစာဖျားကုန်းကစစ်ကောင်စီတပ်သားများကတောင်ရခုံကြီးွာဘက်ကိုစစ်ကြောင်းထိုးလာတယ်လို့သိရပါဗါတယ်။အဲဒီနောက်ပြည်သူ၃ဦးကိုရရဆက်ဆက်ပြစ်ခတ်တပ်ဖြတ်ခဲ့တယ်လို့သိရပါဗါတယ်။ပြည်သူ၃ဦးကိုတပ်ဖြတ်ရမှာအပိုင်ပိုင်ဖြတ်ပြီးတော့တပ်ဖြတ်ထားခြင်း မျက်လုံးများကိုထိုးဖောက်ပြီးတော့တက်ဖြတ်ခြင်းနဲ့ဥကောင်းကိုအစိမ့်စိမ့်အမွှာမွှာဖြစ်အောင်ရိုက်နှက်တက်ဖြတ်ခြင်းတို့နဲ့အင်မတန်မှရက်စက်တဲ့တက်ဖြတ်မှုများကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗါးအလောင်းတွေကိုတော့လုံခင်းတုတ်တမ်းမှာစစ်တပ်ကစုပ်ပစ်ခဲ့တယ်လို့သိရပါဗါးမော်စီစာကနေထွက်လာတဲ့စစ်ခွေးစစ်ကြောင်းကတောင်ရကုန်းရွာကိုရောက်တဲ့အချိန်မှာအဲ့ဒီရွာကပြည်သူ၃ဦးကိုတတ်ထားပါတယ်တအုပ်ကိုအပိုင်းပိုင်းဖြတ်ပြီးတော့တတ်ထားတယ်နောက်တအုပ်ကတော့မျက်စိတွေပါထိုးပေါက်ပြီးတတ်ထားတယ်နောက်တအုပ်ကတော့ဥကောင်းကိုရစရာမရှိအောင်အစိမ့်စိမ့်အမွှာမွှာရိုက်နှက်ထားတယ် ပြည်သူတအုပ်ကိုလည်းလုံခင်းတုတ်တာမှာပြစ်တက်ထားတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါဗျ။ဒါအပြင်စစ်တပ်ကတောင်ယာကုန်းကြီးရွာကပြည်သူအယောက်90ကိုလည်းလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးခဲ့ပြီးတော့တောင်ယာကုန်း၊တာယာကုန်းနဲ့အမိုက်ပုံဘက်တွေကိုစစ်ကြောင်းထုတ်ခဲ့ကာ ဖားကံမျိုးကိုစစ်ရင်အား90နဲ့ဝင်ရောက်သွားခဲ့တယ်လို့သိရပါဗျ။ဖမ်းဆီးခံထားရတဲ့ပြည်သူတချို့ပြန်လွတ်လာတော့လေ။အများစုကတော့ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့သိရပါဗျ။အလားတူပဲဇွန်လ12ရက်နေ့မနက်6နာရီအချိန်မှာစစ်တပ်ကတပ်ဆွဲထားတဲ့မော်စီစာဖျားကုန်းအနီးမော်စီစာလမ်းဆောင်မှာပြည်သူ၃ဦးကိုစစ်တပ်ကပြစ်ခတ်တပ်ဖြတ်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ကမေလနှောင်းပိုင်းကစတင်ပြီးတော့ဖားကံမျိုးနယ်အတွင်းကိုဝင်ရောက်လာခဲ့ပြီး ဲ့ဒီအချိန်ကစတင်ပြီးတော့ပြည်သူများကိုဇက်တိုက်တက်ဖြတ်ခဲ့ရာဒီကနေ့ဇွန်လ14ရက်နေ့အထိစစ်တပ်ရဲ့တက်ဖြတ်မှုကြောင့်တေဆုံးသူပြည်သူစုစုပေါင်း26ဦးထိရှိလာပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမဆက်အာနာရှင်ဆန်တဲ့စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ